သူဘက်ကအရင်ဖောက်ပြန်ခဲ့ပြီးမိန်းကလေးဘက်ကိုတရားစွဲဆိုမယ်လို့ပြောလာခဲ့တယ်။တရုတ်ဆောင်ပိုင်တကွန်ရဲ့ညီရှင်ဖုံးပြေးနဲ့ပတ်သက်ပြီးဖောက်ပြန်ခဲ့တဲ့တပ်တွေတွေကိုပါချပြလာခဲ့တဲ့ခင်မင်းခေါမင်္ဂလာပါပရိသတ်ကြီးရေတရုတ်ဆောင်ပိုင်တကွန်ရဲ့ညီရင်တော်ဆက်သူရှင်ဖုံးပြေကတော့အခုလက်ရှိမှာမိန်းကလေးတစ်ယောက်နဲ့ပတ်သက်ပြီးအကြီးအကျယ်ဝေဖန်ခံနေရတာလည်းဖြစ်ပါတယ် ရှင်ဖုံးပြေဟာခင်မင်ခဆိုတဲ့မိန်းကလေးနဲ့ချစ်ကြိုက်ပြီးတော့အတူတူနေတဲ့အခြေအနေတွေထိရောက်ခဲ့ပေမယ့်တခြားသောမိန်းကလေးတွေနဲ့ပါဖောက်လဲဖောက်ပြန်တွေလုပ်ခဲ့တာကြောင့်အခုလိုပြဿနာတွေဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။ရှင်ဖုံးပြေကအခုထပ်ပေါ်လာတဲ့သတင်းတွေနဲ့ပတ်သက်ပြီးကျွန်တော်အားလုံးကိုအသိပေးချင်ပါတယ်။ပြီးခဲ့တဲ့ကိစ္စတွေမှာကျွန်တော်တိတ်ခါကြာစင်းစေခဲ့တဲ့အတွက်အခုလိုအသိပေးရတာပါ။ နှစ်ယောက်စလုံးမပတ်သက်တော့တာကြာပြီဖြစ်တဲ့အခြေအနေရပေါ်တည်င်းအမားတွေနဲ့ဆွဆွဲတာတွေကိုတရားဥပဒေအတိုင်းတိတိယောက်ယောက်လှုံ့ဆော်သွားပါမယ်ဟုဆိုကောင်းရှင်ဖုံပြေကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတရားဝင်အတည်ပြုလာခဲ့တာလည်းဖြစ်ပါတယ်စစ်သူတပ်တန်းအတော်ကြာခဲ့သလိုအိမ်ပေါ်ကနေဆင်းလာခဲ့တဲ့ရှင်ဖုံပြေကိုအိမ်မှာခေါ်တင်ကြွေးထားခဲ့တဲ့အပြင်အစအစရာရာလူလီသေးမရှိဖြည့်ဆည်းပေးခဲ့ပေမယ့်အခုလိုတရားစွဲခံရမယ်လို့ချိန်ချောက်လာတဲ့အပေါ်မှာတော့ခင်မင်းခါက ရှင်ဖုံးပြီငါနဲ့အတူတအိမ်ထဲနေပြီးငါပတ်ဆံနဲ့ချက်တဲ့ထမင်းကိုစာကျင်းသွားမယ်ဆိုပြီးတော့တခြားမိမအိမ်သွားပြီးအိတ်တယ်။ဧပြီလ12ရက်နေ့ညနေကအမေအိမ်ကိုပြောင်းသွားတယ်။အဲ့ဒီအချိန်ထိလမ်းမခွဲရသေးဘူး။ဧပြီလ13ရက်နေ့အိမ်ကိုညနေလာမယ်ဆိုပြီးဖုံးဆက်လာတယ်။အားလုံးတက်တည်နဲ့ရှင်းလို့ရတယ်နော်။ငါအိမ်မှာနေငါပတ်ဆံကိုသုံးငါရှာတာစားပြီးတခြားမိမတယောက်မကားဘူး။ဟိုတယ်ရီမှာခေါ်အိတ်တယ်။ ဒါတော့မှငါ့ကိုလာပြီးတရားဥပဒေနဲ့ရှင်းမယ်ဆိုပြီးတော့စိန်ခေါ်လိုက်တာပဲ။ Okay အဆုံးထိသွားမယ်။နင်ပေးမယ်လို့ကတိပေးထားတဲ့နင်ပေးစရာရှိတဲ့အကျွေးတွေလည်းမပေးနိုင်ဘူးဆိုတော့ဟုဆိုကခင်မင်းခါကသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြန်လဲချပြလာခဲ့တာပဲဖြစ်ပါတယ်။ရှင်ဖုံးပြေကတော့အကိုဖြစ်သူပိုင်တကွန်လို့မဟုတ်ပေမိန်းကလေးတယောက်ရဲ့တိတ်ခါကိုမငဲတဲ့အပြင်အောက်တန်းချတဲ့လုံရက်တွေကိုပါလောက်ခဲတာကြောင့်အခုလက်ရှိမှာတော့အလုံးရဲ့ဝေဖန်ပြစ်တင်ခြင်းကိုခံနေရတာပဲဖြစ်ပါတယ် ခင်မင်းခါကလည်းသူမဘက်ကအမားလုထားတာလုံးဝမရှိတဲ့အတွက်ရှင်ဖုံးပြေဘက်ကတရားဥပဒေအရအရေးယူမယ်ဆိုရင်တော့မှရင်ဆိုင်ဖို့အသင့်ရှိတယ်လို့ပွပွလင်းလင်းချပြသွားတာပဲဖြစ်ပါတယ်။ဒီတစ်ခါကဘာမှမပြောတော့ဘဲနဲ့အကုန်လုံးဒီတိုင်းအေးအေးဆေးဆေးလေးပြီးသွားမလို့ပေါ့နော်။ဒါပေမဲ့ရှင်ဖုံးပြေဒီနေ့တင်ထားတဲ့ post ရဲ့အရန်ချိုင်းလုံးလို့ဒီဟာကိုဒီဗီဒီယိုရိုက်ရတာပါ။ဆိုတော့ညီမနဲ့သူနဲ့လမ်းခွဲထားသည်ဧပြီ23ရက်နေ့ရမှာလမ်းခွဲလိုက်တာပါ။22ရက်နေ့ညနေရမှာညီမအိမ်ပေါ်ကနေသူဆင်းပြီးတော့မှသူ အိမ်ကိုသူပြန်သွားတာပါသူနဲ့စပြီးတော့အတူတူနေဖြစ်သွားတယ်ဆိုတာ6လပိုင်း24 25ရက်ကသူအိမ်ဘွားဆင်းလာတယ်အိမ်ဘွားဆင်းလာပြီးတဲ့အချိန်မှာပတ်စံလက်ထဲမှာတပြားမှမပါဘူးပတ်စံတပြားမှမပါဘူးပြီးတော့သူအိမ်ကိုမပြန်ချင်ဘူးသူကသူတိုက်ခန်းကားပြီးတော့မှနေမယ်အခန်းရှာပေးပါအခန်းရှာမယ်ဆိုပြီးတော့အခန်းအတူတူရှာပေးတယ်သူမှပေးဖို့အတွက်ပတ်စံတပြားမှမရှိဘူးပတ်စံတပြားမှမရှိဘူးသူမှသူလုံးဝအိမ်ဘွားဆင်းလာတဲ့အချိန်မှာတက်စီခါတောင်သူမှပါမလာဘူး ဆိုတော့ဟိုတယ်မှာနေရဒီအိမ်မငားကင်ဆက်ကြပေါ့နော်တပတ်လောက်မှာဟိုတယ်မှာနေရဟိုတယ်မှာနေရစားတယ်တောက်တယ်အဲ့ဒါကြီးအကုန်လုံးညီမပတ်စံနေပဲရှင်းခဲ့တယ်ညီမပဲပေးခဲ့တာပါအဲ့သူ့ကိုစီမှာသူအပ်ထားတဲ့ပတ်စံရှိရပေါ့နော်သူ့ကဘန်ကောက်မှာရိုက်ကူးရေးသွားနေလို့ပြန်လာတဲ့အချိန်ကျလို့ရှိရင်ဒီအိမ်စာချုပ်ချုပ်ထားတဲ့ပတ်စံကိုသူပေးပါမယ်ဆိုပြီးမှညီမကိုပြောပါတယ်အိမ်စာချုပ်ချုပ်တဲ့အချိန်မှာတလောက်6သိန်းနဲ့အိမ်က6လပွဲစားကတလောက်ပြီးတော့အာဒီပိုဇစ်ကတလောက်ဆိုတော့အလုံးပေါင်း8လချုပ်ရတယ်အဲ့ဟာကိုညီမသူ့ကို ညီမပတ်စံနဲ့စိုက်ပြီးတော့မှချုပ်ပေးထားတယ်သူ့ကိုပြန်လာရင်ပေးမယ်ဆိုလို့အဲသူတငယ်ချင်းတွေကိုသူသူခေါ်ထားမယ်ပေါ့နော်သူတငယ်ချင်းတွေမလာခင်မှာညီမကိုအတူတူနေပေးပါဆိုပြီးမှပြောတယ်ဒါပေမဲ့ဒီကြားထဲမှာအကြောင်းမျိုးမျိုးကြောင့်သူတငယ်ချင်းတွေဒီသူနဲ့အတူတူလာနေတဲ့အတွက်ကြောင့်မလို့ညီမနဲ့သူနဲ့အခုချိန်ထိအတူတူဒီအိမ်မှာရှိနေရတယ်ညီမအလောက်ကရတဲ့ပတ်စံညီမရှာတဲ့ပတ်စံနဲ့ပဲစားတယ်ညီမရှာတဲ့ပတ်စံနဲ့ပဲသုံးတယ်ညီမရှာတဲ့ပတ်စံနဲ့ပဲအားလုံးအိမ်ရဲ့မီတာခအကုန်လုံးအားစညီမပဲပေးခဲ့ရတာသူ့ပတ်စံတပြားတစ်ချက်မှမကုန်ခဲ့ပါဘူး ူအလုတ်၃ခုသူကြောင်ညာ၃ခုရှိရအဲ့၃ခုရှိခဲ့တဲ့ဟာဒီလေညီမပတ်စံတပြားတစ်ချက်မှသူ့စီကမယူခဲ့ပါဘူးသူယူထားတဲ့ပတ်စံကိုပြန်တောင်းတာပါညီမပြန်တောင်းနေဆိုတာဒါအင်အား၆လပြည့်သွားလို့နောက်ထပ်၆ချက်ဖက်ပြီးတော့မှ၆လချုပ်တယ်အားလုံးပေါင်းအင်အား၁၄လစာ၆သိန်းနဲ့၁၄လစာဆိုရင်၈၄သိန်းရှိပါတယ်မီတာခကဒီတစ်နှစ်စာမီတာခတွက်လိုက်မယ်ဆိုလို့ရှိရင်၁၀သိန်းကျော်ရှိရအားလုံးပေါင်း၁၀သိန်းပဲညီမတွက်ထားတယ်အဲ့တော့64သိန်းသူစီကရစရာရှိရဲ့ ဒါအိမ်မှာစားတာတောက်တာသုံးတာတွေဒီနောက်ဆုံးစကင်ကဲသူတောက်ဖို့ဝိဝယ်တာကစဆက်လိုက်ဝယ်တာကစညမပတ်စံနေပဲညမစိုက်ပြီးမှဝယ်ပေးခဲ့ရတာအဲ့ဒါကို तू ကသူ့မှာအတိုင်းဝိုင်းရှိရယ်ဆိုပြီးတော့မှအခုမနေတော့ကကြတော့ပေးမယ်လို့ပြောတယ်ဒီနေ့ကျတော့လုတ်ချင်တာလို့တဲ့73ရက်နေ့ထိညီမနဲ့သူနဲ့ဆက်သွယ်ရှိနေတယ်ဖုန်းမက်ဆက်တွေလည်းရှိနေတယ်စာတွေလည်းရှိနေတယ်73ရက်နေ့ညက်နေရမှာညီမကိုယ်တိုင်ပဲ ငါတို့တွေလမ်းခွဲကြရအောင်ဆိုတဲ့စာအောင်ညီမကိုယ်တိုင်ပဲပို့ခဲလိုက်တာပါ။ဘာလို့လဲဆိုတော့သူဒီလိုမျိုးဖောက်ပြန်နေတာညီမမခံနိုင်လို့ပါ။ညီမနဲ့အတူတူထမင်းတောင်းပိုင်းနဲ့စားပြီးမှဂျင်သွားလိုက်အောင်မယ်ကိုကိုဂျင်သွားလိုက်အောင်မယ်တဲလေးရေးဆိုပြီးတော့မှတခြားမိန်းမအိမ်မှာသွားပြီးတော့မှအတူတူသွားအိပ်ပါတယ်။ဒါတောင်မှတယောက်ထဲနဲ့ဖောက်ပြန်တာမဟုတ်ပါဘူး။မြောက်ရောက်များဆိုတာသူဖောက်ပြန်ထားတဲ့ဟာတွေသူဖုန်းကိုညီမယူပြီးကြည့်တဲ့အချိန်မှာအကုံလုံးတွေ့ရပါတယ်အဲ့ဟာတွေကိုလည်းညီမစီမအကုံလုံးဓာတ်ပုံရိုက်ပြီးတော့မှတတ်တင်နေတကွာညီမယူထားပါတယ် ဧပြီ6ရက်နေ့မှာဒါသူ့အကိုရောနဲ့သူအလူသွားလူတယ်ငလင်အလူသွားလူတယ်အဲ့ဒီမှာညီမနဲ့သူနဲ့ဒီလိုပဲသမီးစားအရာစကားများကြတဲ့အချိန်မှာစိတ်ဆိုးပြီးတော့မှဘလော့လိုက်တယ်ဖော်တယ်မှာသွားပြီးတော့မှတခြားဆော့ကိုအိတ်ဖို့အတွက်ကိုခေါ်ပါတယ် အဲ့လိုမျိုးအိတ်ဖို့ခေါ်ထားတဲ့ဟာတွေ messenger မှာသူပြောထားတဲ့ဟာတွေစာတွေအားလုံးဒီလဲတက်တဲ့နဲ့တကွာညီမမှာရှိပါတယ်ဟိုတယ်မှာလဲဆော်ခေါ်ပြီးတော့အိတ်တာတွေလဲညီမမှာတက်တဲ့အကုန်လုံးရှိပါတယ်ဒါတူဖတ်မှာအတိုင်းဝိုင်းရှိတယ်ဆိုပြီးတော့မှညီမတို့အခုလိုမျိုးဖိနှိပ်တာအခုလိုမျိုး night test scene လောက်တာယောက်ျားတစ်ယောက်ဖြစ်ပြီးတော့မှယောက်ျားတောင်းရင်ယောက်ျားမရှိဘဲနဲ့မိမ့်မလို့မိမ့်မရနဲ့အခုလိုမျိုးတွေသူညီမကိုပြောလို့ညီမက ဒီဟာကိုတင်ရခြင်းဖြစ်ပါတယ်မိမတယောက်ထက်လွန်ကဲတဲ့တာဝန်တွေကိုကြေပြီးမှညီမပခုံးပေါ်မှာပဲတင်ထားပြီးသူ့ကိုကြွေးထားခဲ့ရတာမွေးထားခဲ့ရတာစကင်းကဲအားစအိမ်မှာ စားဖို့တောက်ဖို့မီးဖို့ကြောင့်အကုန်လုံးအဆအဆရရကိုမွေးထားတဲ့ကလေးတယောက်ကလေးတယောက်ကိုပြုစုနေရတယ်လို့မျိုးကျမသူ့အိမ်ပေါ်မှာတင်ပြီးတော့အဲ့လိုမျိုးထားခဲ့ရတာမိသားစုနဲ့သူ့မှာအတိုင်းဝိုင်းရှိတယ်မိသားစုရှိတယ်ဆိုပြီးအခုလိုမျိုးဖိနှိပ်တာကိုညီမမခံနိုင်လုံးလုံးဒီဟာကိုတင်ရတာပါ သူဒီတရားဥပဒေရသွားမယ်လို့သူပြောပါတယ်ဟုတ်ပါတယ်သွားပါရှင်ရပါတယ်ကြိုက်တဲ့လမ်းနဲ့သွားပါညီမဘက်ကလည်းအကုန်လုံးလှုပ်ဖို့အစင်တင်မှာပဲညီမဘက်ကလည်းအကုန်ပြင်ဆင်ပြီးမှအကုန်လုံးလှုပ်ထားပါတယ်ဒါပေမဲ့ညီမပတ်စံကိုသူယူသုံးထားတယ်ဆိုတဲ့ဟာကိုတော့တတ်တိန်နဲ့တကွာအကုန်လုံးရှိပါတယ်သူကပြောရဲစာချုပ်စာတမ်းနဲ့ယူထားတာမဟုတ်ဘူးသူညီမဒီလိုမျိုးစိုက်ထုတ်ပေးထားတာစာချုပ်စာတမ်းမရှိဘူးပေးကျင်ပေးမယ်မပေးကျင်မပေးဘူးဆိုတဲ့စကားတည်းယောက်ျားစကားမဟုတ်ပါဘူးမိမ့်မလို့မိမ့်မရမိမ့်မထမိန်တာခိုစားပြီးရောမှာ တိတ်ခါမရှိတော့ယောက်ျားအကျင့်ဆက်ရိုက်နေဒီလိုမျိုးပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့မိသားဖက်ကလုံးဝမခံနိုင်လို့လို့ဒီဟာကိုတင်ရတာဖြစ်ပါတယ်အခုလိုမျိုးပြောတဲ့အထက်မှာစကားအရင်းနေပါသွားတယ်ဆိုလို့ရှိရင်လည်းကြည်နေတဲ့ကြည်နေတဲ့လူတွေအားလုံးကိုတောင်းပန်ပါတယ်လို့မိသားကပြောချင်ပါတယ်ရှင်အားလုံးကိုလည်းကျေးဇူးများကြီးလက်တင်ပါတယ်ရှင်